ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ကြက်ချီနီကမန္တလေးစကိုင်းနယ်နေပြည်တော်တို့တွင်ရွှေရှားစေကူကံများဖွင့်လှစ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကြက်ချင်းဤအသင်းနဲ့မိဖက်ကြက်ချင်းဤအသင်းများပူးပေါင်းကငလျင်တန်းတင်ခဲ့တဲ့မန္တလေးစက်ခိုင်းနဲ့နေပြည်တော်တို့တွင်ရွှေရှားစေကူကံများဖွင့်လှစ်ပြီးပနာမကျမ်းမာရေးဆောင်ရှားမှုများပြုလုပ်ပေးသောမှဖြစ်တယ်လို့သိရပါဗျာ။ အဒီအစီအစဉ်များညိနှိုင်းအစီအဝေးကိုမတ်လ29ရက်နေ့လယ်ပိုင်းကရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။အစီအဝေးတွင် မြန်မာနိုင်ငံချက်ချင်းဒီအသိအနေနဲ့လက်တလောတွင်ငလျင်တန်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများအားဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်းရှေးဦးပြုစုခြင်းစေယုံစေကံများတို့ဆက်လက်ပို့ဆောင်ပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိခြင်းကိုဆွေးနွေးကြပါသည် ငလျင်တန်းကြာရောက်ခဲ့တဲ့မန္တလေးတိုင်းစကိုင်းတိုင်းနဲ့နေပြည်တော်တို့တွင်ရွေးရှားစေကူကံများဖွင့်လှစ်ပြီးပနမကျမ်းမာရေးဆောင်ရှားမှုပေးခြင်းများကိုဆက်လက်ဆောင်ရွက်သွားရန်စီစဉ်ကြပါရစေ။အစီအဝေးတို့မြန်မာနိုင်ငံကျန်းချီနီအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ အပြည်ပြည်ဆိုင်ရာချက်ချင်းဒီကော်မတီမှတာဝန်ရှိသူများအပြည်ပြည်ဆိုင်ရာချက်ချင်းဒီနဲ့လာချန်းဒီအသင်းများဖက်ဒရေးရှင်းမှတာဝန်ရှိသူများဒိမန်နိုင်ငံဂျာမနီနိုင်ငံနော်ဝေနိုင်ငံဖင်လန်နိုင်ငံဆွီဒင်နိုင်ငံဩစတြေးလျနိုင်ငံအီတလီနိုင်ငံထိုင်းနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံအမေရိကန်နိုင်ငံတို့မှချက်ချင်းဒီအသင်းတာဝန်ရှိသူများတယောက်ကြားကြောင်းသိရပါရရှင့်